ငငရတုံးခဲ့တဲ့စာရေးကရိယာတွေဘလောက်ဖြစ်သွားပြီလဲကဲအရင်ဆုံးကျွန်တော်တို့ဗလာစာဥတရားနေစလိုက်ကြမယ်ဗျာကျွန်တော်တို့ငငရတော့ရေးခဲ့တဲ့ဗလာစာဥတရားတော့တရာစင်ုံ18000ဖြစ်နေပါပြီအဲကျွန်တော်တို့တအုပ်ကို1400ဝန်းကျင်လောက်တော့ရှိရပါတော့အဲဒီထက်နည်းနည်းကောင်းတဲ့ top choice လို့ပါလို့ဆိုရင်တော့2000ဝန်းကျင်ဖြစ်နေပါပြီအဲနောက်ပြီးတော့ A4 တော်မှာ3000ဝန်းဖြစ်နေပြီဗျာတထုပ်အဲကြောင့်လဲမီဒူဆိုင်ကြီးဈေးကြီးရဖြစ်မှာ။အဲကျွန်တော်ဘောဘန်ကြီးကတော့တချောင်းတထောင်ဝန်းကျင်လောက်ကနေစရှိပါတယ်။အဲကျွန်တော်ငငယ်တော့က200ရာနေကအခုတထောင်ဝန်းကျင်လောက်တော့ရှိပါတယ်။ ဒါတော့ကျွန်တော်တို့ငင်းတော့လက်ဆွဲတွေဖြစ်တဲ့ super reno ro boss reno ro ပေါ့ဗျာအဲဒီကောင်လေးတော့ချောင်းမှ600ဝန်းကျင်လောက်ပဲရှိသေးတယ်ပေါ့နော်အဲဒါလေးကကျွန်တော်တို့အတန်းထဲမှာဆရာကြီးတွေကင်တဲ့ယူနီတို့ပိုင်းလို့တို့ပေါ့ဗျာငင်းတော့အတန်းထဲမှာယူနီတို့ပိုင်းလို့တို့ကင်အကောင်ပဲပေါ့နော်ဒီကောင်လေးကတော့အရင်ကဈေးကောင်းနေဗျာအခုတော့ပို့ပြီးတော့ဈေးကောင်းသွားပြီပေါ့နော်အချောင်း6900ဝန်းကျင်တောင်းကျော်လောက်ရှိသေးတယ်အဲဒါလေးကတော့ကျွန်တော်တို့ငငယ်တုန်းကလက်ဆွဲယူနီခဲသားပေါ့ဗျာအဲဒါလေးတစ်ချောင်းလောက်ရှိရင်တစ်နှစ်လုံးရေးလို့ရပြီပေါ့နော်အဲဒါကတော့ကျွန်တော်တို့အရင်တော့ budget ထဲကနူတီပေါ့နော်နူတီကတော့တစ်ချောင်း1500ဝန်းကျင်လောက်ရှိသေးတယ်ဗျာဒီကတော့နူတီကပိုင်းလို့ဈေးလောက်ဖြစ်သွားပြီ ါ့နော်အဲဒါကတော့တူဘီခဲသားလေးတွေပါခုကတော့တဘူးကို1500လောက်ဖြစ်သွားပါပြီအဲခဲတန်အနီးကတော့တဘူးကို3400ဝန်းကျင်အစရှိတယ်ပဲကျွန်တော်ငငယ်တုန်းကတော့ခဲတန်သိပ်မသုံးဘူးတော့ဈေးရင်းနေတာသိပ်မသိဘူးပေါ့နော်အဲဒီနေရာမှာကျွန်တော်ထူးဆန်းတာတစ်ခုတွားတွေ့တယ်အဲ့ဒါဘာလဲဆိုတော့ဆောင်းမိုင်းရတစ်ပေါင်ပဲရှိပြီးတော့ဘာလို့ဒီဘဲဥပုံကြမှာ9000ကျော်တွားဖြစ်နေရလဲပေါ့နော်ကြည့်ရတယ်ဘဲဥတွေဈေးတက်တော့သူလဲဈေးလိုက်တက်တဲ့ပုံရတယ် ။ခြေပြက်ကတော့အရင်ကြီးဈေးတက်တယ်လို့မခံစားရပါဘူး။ငွေကသုံးခဲ့တဲ့ကိုတူတွေကတော့တထောင်ဝန်းကျင်ဖြစ်သွားပါပြီ။အပေတန်ကတော့တန်သေးတယ်ဗျ။ကြောကြောပီယန်တွေကအခုထိ200-300ပဲရှိသေးတယ်ဗျ။အာဂျယ်လီပီယန်တွေကလည်းတန်သေးတယ်ဗျ။စိတ်တော့မကောင်းဘူးလေတို့လေ။အဲကိုရရှမန်တွေကလည်းတော်တော်လေးဈေးကောင်းတော့ပါပြီ။မှိုင်းအောင်ဖြတ်ဖို့မလွယ်တော့ပါဘူး။အဲ့ကမဟုတ်တော့ကျွန်တော်ကတော့မူလာလန်းလောက်ထိပဲခမာဘူးကန်နေဘူးပြောပါတော့ကျွန်တော်အလယ်လန်းလောက်ရောက်တော့ဒီဘောပန်ဆိုရင်ရေထဲပြစ်ထည့်လိုက်တာပဲပေါ့နော်ခမာဘူးကတော့အစားစားပဲပဲကျွန်တော်တို့၈000၉000တပေါင်းကနေပြီးတော့၂000ကျော်ထိရှိတယ်ပေါ့နော် အကမဘူးတွေကဒီဇိုင်းလဲပိုကောင်းလာတယ်လို့ဈေးလဲတော်တော်လေးကောင်းလာပါတယ်။ကဲဒါတော့ပါပဲ။ပညာသင်ရတာတော်တော်လေးဈေးကြီးပါတယ်။အဲဒါကြောင့်မလို့ညီမလေးတို့စာကြိုးစားကြပါ။ညီလေးတို့ကတော့ခုထိုက်နေခုခံပဲပါနော်။ကျေးဇူးတင်ပါတယ်။